ဒီတစ်ခါတော့ကိုလေးချိန်ရောကြစီဖို့အတွက်လေးချိန်ကလုံးနေတဲ့သူတွေအတွက်ဒါမှန်ကန်တဲ့နေလန်ကောင်းလေးပေးအောင်မယ်အဲ့ဒါဘာလဲဆိုတော့လမ်းလျှောက်ခြင်းနဲ့ तू ကဒီလမ်းလျှောက်တဲ့အခါမှာစနစ်တကျနေလန်တကျလမ်းလျှောက်ပေးမယ်ဆိုရင်ကိုရဲ့လူချင်းနဲ့ကိုလေးချိန်လည်းဒါကိုအနေနဲ့ပေါ့နော်ကြားစင်းစေတယ်နောက်ပြီးတော့ဒါပုံမှန်ထက်ကိုပေါ့နော် तू က ပုံမှန်လေ့ကျင့်ခန်းလုပ်တာထက်ကိုသူကလမ်းလျှောက်ခြင်းအားဖြင့်လည်းဒါသွေးလက်ပုံမှုပိုကောင်းပြီးတော့သူကကိုလိုချင်တဲ့ကိုလေ့ကျင့်ရရှိအောင်လည်းသူကကြိုးပမ်းပေးနိုင်တယ်။ဒီတော့ဒီလိုမျိုးဝေးကြစီတဲ့လမ်းလျှောက်ခြင်းလေ့ကျင့်ခန်းကိုဘယ်လိုစနစ်ကျလုပ်မလဲပေါ့နော်။အဲ့အကြောင်းအရာလေးကိုကိုဟတ်ချာနဲ့မှာဖော်ပြထားတယ်။ဒီတော့ပထမဆုံးပြောထားအကြောင်းအရာပါလဲဆိုတော့လေ့ကျင့်ခန်းလုပ်ရင်းနဲ့လမ်းလျှောက်တာကောင်းတယ်။သူကလမ်းလျှောက်မယ်ကိုကလမ်းလျှောက်တဲ့လေ့ကျင့်ခန်းလည်းလုပ်မယ်။အဲ့ဒီအပြင်တစ်ဖက်မှာလေ့ကျင့်ခန်းလည်းပြန်လုပ်ပေးရမှာ။ဒီတော့လမ်းလျှောက်တာတစ်ခုလည်းလည်းမဟုတ်ဘူး။နောက်လေ့ကျင့်ခန်းနေပဲလုပ်တာမျိုးလည်းမဟုတ်မယ်နဲ့လမ်းလျှောက်တာနဲ့လေ့ကျင့်ခန်းကိုပေါင်းဆက်ပြီးလုပ်ခိုင်းတာပေါ့နော်။ အဲ့တော့တို့တွေတစ်ခါကြာရင်ဒီလမ်းမှာဆိုရင်ကန်တော်ကြီးပတ်လမ်းတို့ဘောင်းမှာဆိုရင်လေအပြေးလေးချင်းနေတဲ့သူတွေနေချင်းငယ်လုံးနေလမ်းလျှောက်နေတဲ့သူတွေတစ်ခါကြာသူတို့ရက်ပြီးတော့အဲ့နေရာတစ်ခုထဲမှာပဲသူတို့ဒိုက်ထိုးတာမျိုးလုပ်တယ်။ဒါသူတို့ပေါ့နော်ဒီတခြားပေါ့နော်ဒီလေ့ကျင့်ခန်းပုံစံမျိုးပြုလုပ်တာမျိုးတွေ့ရဲပေါ့နော်။ဒါအဲ့လိုမျိုးလမ်းလျှောက်တာနဲ့လေ့ကျင့်ခန်းကိုတွဲလုပ်ပေးမယ်ဆိုရင်ဝိတ်ကြရတယ်။ကိုလေ့ကျင့်ရောကြစီ။အဲ့အတွက်ကြောင့်လမ်းလျှောက်ရင်းနဲ့ခဏတစ်ဖြုတ်နားမယ်။နားပြီးပြီဆိုရင်ဒါဒိုက်ထိုးတဲ့လေ့ကျင့်ခန်းပေါ့နော်။ဒိုက်ထိုးတဲ့လေ့ကျင့်ခန်း15ကနောက်ထိုင်ထလေ့ကျင့်ခန်းကိုမှအခါ40နေတဲ့လက်လွှဲတဲ့လေ့ကျင့်ခန်းအခါ40ပြုလုပ်ပေးတဲ့။ အဲ့လိုမျိုးကွာတဖြည်းဖြည်းနဲ့တော့အချိန်ကြီးတော့တိုးပြီးလောက်အောင်ပါပဲဆက်စားခြင်းမှာတော့အများကြီးတော့မလုပ်နိုင်ပါတော့เนาะအချိန်ကြီးအဲ့လိုမျိုးတိုးတိုးပြီးလောက်သွားမယ်ဆိုရင်ဒါလေ့ကျင့်ခန်းကိုအမြောက်အများပြုတ်လို့ရရောက်တယ်နောက်ကယ်လိုရီအမြောက်အများလေးလောင်ကျွမ်းပြီးတော့ကိုယ်လေ့ကျင့်အမြန်ဆုံးကြလာလိမ့်မယ်ဒါလေ့ကျင့်ခန်းလုပ်တဲ့အခါမှာဒါလမ်းလျှောက်တာနဲ့လည်းတွဲပြီးလုပ်ပြီးဖို့အတွက်ကိုအကြံဉာဏ်ပြုထားတာပေါ့เนาะဒါအရေးကြီးရဲ့နောက်တစ်ခုကဘာလဲဆိုတော့ လမ်းမြန်မြန်ရှောက်ရမယ်တဲ့လမ်းလျှောက်တဲ့အခါမှာဖြည်းဖြည်းချင်းအီးလေးဆွဲပြီးတော့လမ်းလျှောက်လို့မရဘူးပေါ့နော်တကယ်လို့လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တက်ကြွတဲ့ခြေလမ်းနဲ့လမ်းကိုခက်ရွရလေးရှောက်ပေးပါတဲ့သူကလမ်းလျှောက်တဲ့အခါမှာလမ်းလျှောက်တဲ့အကွာအဝေးကလည်းအရေးကြီးတယ်လမ်းလျှောက်တဲ့အချိန်နှုန်းကလည်းအရေးကြီးပါတဲ့ကယ်လိုရီများများကုန်ဆုံးလို့သူတွေနေနေဆိုရင်လမ်းလျှောက်တဲ့အခါမှာမြန်မြန်လျှောက်တတ်တဲ့လေ့ကျင့်တွေရအောင်လုပ်ထားတဲ့ပြီးတော့ကိုကဝါနေတယ်ကိုလေ့ကျင့်ရှော့ချခြင်းနဲ့ဆိုရင်တော့ခက်တွတ်တွတ်လေးလမ်းလျှောက်တဲ့အလေ့ကျင့်လေးအဲ့ဒါလေးကိုတော့ဒါကိုအနေနဲ့အလေ့ကျင့်လေးပြည့်လုပ်ပေးထားပါတဲ့တရက်ကိုတနိုင်တောင်မှ50 55မိနစ်လောက်တော့ပုံမှန်လမ်းလျှောက်ဖြစ်အောင်ဆောင်ရွက်ပေးပါတဲ့။တပတ်အတွင်းကိုနေတိုင်းနေပါလမ်းလျှောက်လေးလေးကောင်းပြီပဲတဲ့။ကိုလေးချင်းကိုပေါ့နော်ကြားတဲ့နဲ့အချိန်ကြီးကပို့ပြီးတော့များလေးလေးကို့အနေနဲ့ပေါ့နော်ဒါကျမ်းမာရဲ့ခန္ဓာကိုယ်ရရှိလေးလေးပဲတဲ့။နောက်တစ်ခုကကြတော့လမ်းလျှောက်တဲ့အခါမှာဆေးရည်လေးရေလျှောက်ပေးပါတဲ့။သူကဆေးရောကိုပါအေးဆေးဆေးအနာပေးလမ်းလျှောက်တာတော့အကောင်းဆုံးပါပဲ။ဒါကိုလေးချင်းကြောင့်ကုညီပေးတယ်။အဲ့ဒါကြောင့်လူတွေအားလုံးကမနေ့ကင်းဆိုလေးချင်းကလုပ်ကြတာလေ။နေ့လည်ကင်းတို့ဒီပေါ့နော်အချိန်ကြီးမှာဆိုရင်ဒါကားအတန်လေးနဲ့စူညံနေတဲ့အခါကျပဝန်းချင်းအေးကြမ်းမရှိတဲ့အခါမှာစိတ်နှောက်ရလေဖြစ်တဲ့ ရာသီဥတုကပူတယ်ပေါ့နော်အဲ့တော့ကြောင့်မနက်ခင်းစောစောစီးစီးမှာကိုယ်အနေနဲ့ဒါလမ်းလျှောက်ပေးမယ်လမ်းကိုလည်းကြာကြာလျှောက်ပေးဖို့လိုတယ်ခြေလမ်းကိုလည်းမြန်မြန်လေးလျှောက်ပေးပါပြီးပြီဆိုရင်တကယ်လေကောင်းလေတန်ရတဲ့ပဝန်းကျင်မျိုးမှာပေါ့နော်ကိုယ်အနေနဲ့လမ်းလျှောက်လေးချိန်ငယ်ပြုလုပ်တာတော့အကောင်းဆုံးပါပဲနောက်တစ်ခုကလမ်းကိုလျှောက်မယ်ဆိုရင်လည်းခုနပြောသလိုပဲအချိန်ကြာကြာလမ်းလျှောက်ပေးပေါ့နော်ဒီကခီးဝိုးဝိုးလမ်းလျှောက်ပေးတင်နေတဲ့သူကလမ်းကိုယ်လေးချိန်ကြာဖို့အတွက်ရည်ရွယ်ထားမယ်ဆိုရင်တော့လမ်းလျှောက်တဲ့အခါမှာတပတ်ကိုနှစ်ခါပုံမှန်လမ်းကြာကြာလျှောက်ပေးတင်ပါတယ်ဆိုပြီးတော့ပြောပြထားတယ်သူကခီးဝိုးဝိုးလမ်းလျှောက်ပေးရမှာပေါ့နော်လျှောက် ေကြအင်းနာနီးတဝိုင်းမဟုတ်ပဲနဲ့ကိုကအရင်မရောက်ဘူးတဲ့နေရာတွေဒီလိုနေရာတွေမှာလမ်းသွားလျှောက်တာမျိုးအဲသူဒီထဲမှာအကြံဉာဏ်ပေးထားဆိုတောင်တက်တဲ့လေ့ကျင့်ခန်းပုံစံမျိုးပေါ့တောင်တက်ပေးတာမျိုးအဲ့လိုပုံစံမျိုးလေးပြစ်လုပ်ပေးပါတဲ့နောက်လမ်းလျှောက်မယ်ဆိုရင်တစ်ခါလျှောက်မယ်ဆိုရင် तू က3လေးမိုင်လောက်တော့ခေးပေါက်ဖို့လိုအပ်တယ်တဲ့အဲကိုရဲ့လမ်းထိတ်လောက်တော့လျှောက်လျှောက်တာတော့မရဘူးပေါ့နော်ဒီတော့3လေးမိုင်လောက်ခေးပေါက်ပါမယ်စစချင်းမှာတော့တမိုင်2မိုင်လောက်တော့ဒါစတတ်မှတ်ပြီးကိုဖြည်းဖြည်းချင်းနဲ့ဒါရက်ရက်တွေမှာတဖြည်းဖြည်းတိုးတိုးွားပေါ့နော်မိုင်တွေဖြည်းဖြည်းတိုးတိုးွားပြီးလမ်းလျှောက်ပေးပါတဲ့နောက်တစ်ခုကလမ်းလျှောက်တဲ့အခါမှာ ပေါင်းဖော်ရင်လည်းလမ်းလျှောက်ပြီးတချို့ကြောင့်တယောက်တည်းလမ်းမလျှောက်တတ်ဘူးတချို့ကြောင့်အဲ့လိုမျိုးဖြစ်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့အပေါင်းဖော်ကိုသူပြောရတာဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းချစ်သူမိဘဒီလိုမျိုးပေါ့နော်ဆွေမျိုးတငယ်ချင်းတွေမောင်နှမတွေအားလုံးနဲ့တူတူပေါ့နော်လမ်းကိုပျော်ပျော်ပါလျှောက်ပြီးမယ်လေ့ကျင့်ငယ်လေးလုပ်ပေးမယ်ဆိုအရန်ပျော်ဖို့ကောင်းနေတဲ့အထီးလည်းမကြံဘူးပေါ့နော်အဲ့တော့ကြောင့်လမ်းလျှောက်ရင်းနဲ့ကိုယ့်အနေနဲ့တခြားလေးလေ့ကျင့်ငယ်တွေလည်းပြုလုပ်နိုင်နေနောက်စကားတပြောပြောနဲ့လမ်းလျှောက်တဲ့အခါမှာမောလို့မောမန်းလည်းမသိဘူးပေါ့နော်တခြားကြမင်းလေးဆိုအတင်းတုပ်ပြီးလမ်းလျှောက်သွားအဲ့ခါကျတော့မောလို့မောမန်းမသိတော့ဒီအဲ့လိုမျိုးပြုလုပ်ပေးပါဒီတော့ဟိုကိုယ့်အနေနဲ့ကိုယ့်ရဲ့အဖော အပေါင်းအသင်းတွေနဲ့အတူပို့ပြီးရင်းနှီးတဲ့ခန်းစားချက်မျိုးတွေဖြစ်လာလိမ့်မယ်တဲ့ဒါပုံမှန်လေ့ကျင့်ခန်းကိုပေါ့နော်လုပ်ရင်းနဲ့လေဆွေမျိုးအစ်စ်တွေနောက်ပြီးတော့တကယ်ချင်းအစ်စ်တွေအများကြီးလည်းတိုးလာနိုင်တယ်ဒီတော့ဒါလမ်းလျှောက်တဲ့အခါမှာဆိုရင်လေဒါတစ်ချက်ကုန်နှစ်ချက်ပြည့်စုလို့ဆိုကျမကြီးလည်းကောင်းမယ်တကယ်ချင်းအစ်စ်တွေနောက်ပြီးတော့မိသားစုဝင်တွေပို့ပြီးရင်းနှီးလာလိမ့်မယ် အဲ့ဒါကတောင်ပေါ်လမ်းလျှောက်ပြီးတဲ့သူကဒီလမ်းလျှောက်နေတဲ့အတွေ့အကြုံအစ်စ်အစမ်းတွေပို့ပြီးတော့ရားစေချင်တယ်ဆိုရင်တော့တောင်တက်တာပဲလေ့ကျင့်ခန်းမျိုးပေါ့နော်ဒီတောင်ပေါ်လမ်းလျှောက်ပြရာမျိုးဒါမျိုးပြုလုပ်ပေးပါတဲ့အကယ်ကိုအိမ်အနီးနောက်တဝိုက်မှာတောင်ကုန်းတောင်တန်းတွေမရှိဘူးဆိုရင်ကိုယ်အဲ့လိုမျိုးပေါ့နော်တောင်တက်တဲ့အခါမှာတချို့ဆိုရင်အခုဆိုရင်တောင်တက်လို့ရတဲ့နေရာမျိုးတွေပေါ့ရှိတယ်ဒီလိုနေရာမျိုးတွေမှာဆိုရင်သွားပြီးတော့လေ့ကျင့်ခန်းပြုလုပ်ပေးတာမျိုးတွေနောက်တကယ်ချင်းနေအပန်းဖြည့်ခီးထွက်တဲ့အခါမှာဆိုရင်ဖျားဖို့လိုပါဆိုတို့လိုပုတ်ပါလိုပါဆိုပုတ်ပါတောင်တက်တာမျိုးတွေပေါ့နော်ကြိုက်ချိုးတောင်တက်တာမျိုးတွေဒါဆိုလည်းပြပြပါလမ်းလျှောက်လို့ရတာပဲပေါ့နော် အခုလိုမျိုးသွားပြီးတော့အကုတ်နေနေပေါ့နော်အပန်းဖြေပြီးရဲ့ခါမျိုးမှဆိုရင်ဒါလေးချိန်ရံလေးဖြစ်တယ်ဒီတော့တောင်တက်တဲ့လေးအကျင့်လေးကတကယ်ကိုကျမ်းမှိုင်နေညွတ်ပြီးတော့ကိုယ်လေးချိန်ကလည်းအမှန်တကယ်ကြစီတယ်အချိန်ရရင်ပြုတ်လို့ကြည့်ဖို့အတွက်အကြံပြုထားတယ်ဒီတော့ကိုယ်လေးချိန်ကြချင်တဲ့သူတွေအနေနဲ့လမ်းလျှောက်တဲ့အခါမှာစနစ်လေးစနစ်ကြသိထားမယ်ဆိုရင်ဒါအကုတ်နေနဲ့ဒါကိုယ်လေးချိန်လည်းမြ мян ကြရတယ်နောက်ပြီးတော့ဟိုလေးချိန်ကလောက်ရရဆိုရင်ဖြည့်စည်းမှုကြီးလည်းမရှိတော့ဘူးနော်ဟုတ်တယ် ဒါသွေးလက်ပတ်မှုလည်းကောင်းတယ်ပြောမှဆိုချွေးလက်ထွက်ရဆိုအသားရည်လည်းလှိုင်းလာမှာဟုတ်တယ်ဟုတ်တယ်ဟိုလမ်းလျှောက်အများသောအဖြစ်နေလူတွေကမြင်မြန်ဟိုမြင်ကျင်နေဆိုလို့ရှိရင်ခြေလမ်းအကျဲကြီးနေရှောက်ကြအဲ့ဒါမကောင်းတော့ခြေလမ်းစိတ်စိတ်နဲ့ပုံမှန်မြင်မြန်လေးရှောက်တယ်ဟုတ်တယ်နော်အဲ့လိုမျိုးကောင်းတယ်ကဲအစခဏနားလိုက်ရအောင်နော်ထပ်မံပြတင်ဆက်ပေးစရာအကြောင်းအရာရှိပါသေးတယ်အခုတော့ခေတ္တပြုံမယ့်အစီအစဉ်ကိုဒီမှာခဏလေးနားအောင်မယ်နော်